အလုံးဝမင်္ဂလာပါရှင်။ဇာလဲ Cookie for Family Channel မှာပြန်လည်ကြိုဆိုပါရစေ။ဒီတစ်ခါမှာတော့အရန်ကိုမှချက်ရတာလွယ်ကူတဲ့ကက်ကတိ၅ပေါင်းအချိုပေါင်းချနေလေးကိုလည်းအောင်ပြောင်းပေးတာဖြစ်ပါရစေ။၅ပေါင်းကိုတော့ကက်ကတိ၅အပြင်တခြားမိမိချိန်တဲ့တရား၅တွေကိုလည်းအသုံးပြုနိုင်ပါရနော်။ကဲဒါဆိုရင်တော့အသုံးပြုမဲ့၅တွေကိုတခြားလေးတုံးပြီးတော့အရသာနေပေးမယ်နော်။အရင်ဦးဆုံးစားထည့်ပါရစေ။ ပြီးတော့ဟင်ချုံမုတ်ထဲပါတယ်ဟင်ချုံမုတ်နေရာမှာစက်သားမုတ်ကိုသုံးပြီးခြင်းလည်းဆွဲရပါတယ်ပြီးရင်တော့နွဲ့နွဲ့မုတ်ထဲပါတယ်ပြီးရင်စီထဲပါမယ်နော်စီကိုတော့ဒီဟင်ထမင်းခတ်တစုံလေးနဲ့တစုံနဲ့တဝက်ထဲပါတယ်ပြီးတော့ဂျင်းလေးတွေကိုတက်တောက်လေးတွေထည့်ထားပေးပါမယ်ကျသွန်ဖြူလေးတွေကိုလည်းအခုလိုပဲပပလေးတွေလေးထားပေးလိုက်ပါမယ်။ကျသွန်နီဥလေးတွေကိုတော့ခက်မြများလေးလေးစိတ်စိတ်ပြီးတော့အလွှာလေးလေးခွာထားပေးလိုက်မယ်နော်။ ပြီးရင်တော့ဘဲစီလေးကိုထည့်ပေးပါမယ်။ပြီးရင်တော့အားလုံးကိုနှံ့သွားအောင်နေထားပေးလိုက်မယ်နော်။နေပြီးပြီဆိုရင်တော့အရသာတွေအားလုံးအသားတွေငါးတွေကိုစိတ်ဝင်သွားအောင်55မိနစ်လောက်နှံ့ထားပေးလိုက်မယ်နော်။နှစ်ထားတဲ့အချိန်ပြည့်ပြီဆိုရင်တော့ရေလေးအနှဲငယ်ထည့်ပေးပါမယ်။ရေလေးနှဲငယ်ထည့်ပေးပြီဆိုရင်တော့အဖုံးလေးအုပ်ပြီးတော့မီးပုပ်ပေါ်မှာမီးအီအီလေးနဲ့စတင်ပြီးပေါင်းလို့ရပါပြီနော်။ ပေါင်းလိုက်လိုက်တာ9မိနစ်လောက်ကြာပြီဆိုရင်တော့အဖုံလေးဖွင့်ပြီးတော့အိုလေးအနေငယ်လှုပ်ပေးပါမယ်နော်ပြီးရင်တော့ငါလေးတွေမကြည်အောင်အသားအရာလေးဟိုဘက်ဒီဘက်လှမ်းပေးမယ်နော်အရန်ကြီးမထိုးပါအောင်ဆင်အသားအရာလေးပဲလှမ်းပေးလိုက်ပါမယ်နော်ပြီးရင်တော့အဖုံလေးအုပ်ပြီးတော့နောက်ထပ်9မိနစ်လောက်ထပ်ပြီးပေါင်းထားပေးလိုက်ပါမယ် 9မိနစ်လောက်တည်ပြီးလို့ပြန်ဆူလာပြီဆိုရင်တော့အဖုံးလေးဖွင့်ပြီးတော့အနေငယ်ထပ်ပြီးတော့အိုးကိုလှုပ်ပြီးတော့မှွေပေးပါအောင်မယ်နော်ဒီတစ်ခါမှာတော့ရောင်မနဲ့မလာတော့ပါဘူးနော်ငါကကျက်လွယ်ပါတယ်နူးနေပါပြီအနံ့လေးလည်းမှွေပြီးတော့စီလေးပြန်လာပြီအရသာလေးမြည်ကြည့်လို့โอเคဖြစ်ပြီဆိုရင်တော့ဒီငါးပေါင်းလေးကိုစတင်ပြီးတောင်းဆောင်နေပါပြီနော် ငါပေါင်းကအချိုလေးဖြစ်တဲ့အတွက်ငါပေါင်းနဲ့တွေ့စားဖို့ကမွန်ချင်ဟင်ချိုလေးပဲဖြစ်ဖြစ်ချင်မောင်ရဲ့ဟင်ချိုလေးပဲဖြစ်ဖြစ်တွေ့ပြီးတော့ချစားနိုင်ပါရဲ့နော်ဟင်ချိုအပြင်ငပီတို့ဆရာလေးနဲ့ပါ တွေ့လိုက်မယ်ဆိုရင်တော့လောလောပြီးပြည်စုံတဲ့ထမင်းဝိုင်းတစ်ပွဲရမှာဖြစ်ပါတယ်ရှင် နေ့ပြည်တော်လည်းတော့ပါပဲစင်အဆုံးထိလိုက်ပါကျေးဇူးပြုလို့အထူးပဲကျေးဇူးတင်ပါတယ်နော်အားလုံးပဲနေကောင်းချမ်းသာပြီးတော့ဘေးဘေးရဝတ်ကွာကြပါစေစင်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆက်တွေ့ချင်ပါတယ်အားလုံးကိုနှုတ်ဆက်ပါတယ်စင်အားလုံးပဲပိုင်ပါ